အားလုံးပဲမြင်လာပါခင်ဗျကျွန်တော် YouTube channel လေးဖြစ်လဲပေါ့เนาะဒါ Linga Support Channel ကနေလဲကြိုဆိုပါတယ်ဟုတ်ကဲ့ပါခင်ဗျကြာတာဗနေ့နေ့ညတောက်ကြနေမနေ့မှာရှင်းမြန်ကစားကြမယ်ဒါဥရောပရဲ့လေပွဲစဉ်ကျွန်တော်ရွေးချယ်ပေးသွားမှာလဲဖြစ်တယ်ဒီပွဲစဉ်เนี่ยတော့ Italy City ရေပေါ့เนาะဒါပွဲကြံလေးတွေဖြစ်တဲ့ပေါ့เนาะဒါကက်ကလီယာနဲ့ဆက်စပ်ဥလိုပွဲစဉ်အပြင်ပီဆာနဲ့လာစီပွဲစဉ်ကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ် ဆိုဒီဘွဲ့စင်နှစ်ဘွဲ့တော့ညီကိုတို့အကြိုက်ချင်းတူရှင်ဒါ body မောင်းကြိုက်တဲ့တင်နဲ့တွဲဆို့လို့ရပါတယ် body ကြီးတင်နဲ့ဆော့ရဆိုတော့မောင်းလည်းတွဲဆို့လို့ရပါခင်ဗျာနော်ဆိုတော့ကျွန်တော်နှစ်ဘွဲ့လေးရွေးချယ်ပေးထားတဲ့အတွက်ကြောင့်မလို့ညီကိုတို့အနေနဲ့ဒါဘလိုပဲဖြစ်ဖြစ်ပေါ့နော်ကိုမကြိုက်ရင်တော့မဆော့ပါနဲ့ကြိုက်တဲ့ဘက်ကနေရောဘက်ကအဲမကြိုက်တဲ့ဘက်ကနေပြီးတော့ဘက်ကပြီးကြိုက်တဲ့ဘက်ကနေလည်းဆော့ကစားလို့ရပါပေါ့နော်အဲ့တော့ကျွန်တော်ပထမဆုံးပွဲစဉ်ဖြစ်တဲ့ကက်ကလီယာနဲ့ဆက်ဆိုပွဲစဉ်ကိုတူတူနဲ့လူရင်းလောက်ပဲကျွန်တော်ရှင်းပြပေးသွားပြီးတော့သုံးသပ်ပေးမယ်။ဆိုတော့ကက်ကလီယာကတော့အီတလီ CD ရဲ့အစီအစဉ်14 နောက်တစ်ခုဆက်ဆက်ဦးလို့ကအီတလီစီးရီးရဲ့ဒါ73အဆင့်ကြားဗျာတိတ်တော့မကွာဘူးဒါပေမဲ့နောက်ဆုံးကစားခဲ့တဲ့ကက်ကလီယာလက်ပွဲကိုကြည့်မှဆိုလို့ရှင်နောက်ဆုံး၄ပွဲစတိုက်ကိုရှုံးနေထားပြီးတော့ဆက်ဆက်ဦးလို့ရတော့ဘောနော်ဒါနှစ်ပွဲစတိုက်ရှုံးနေထားတွေ့ရပြီနှစ်သိမ်းပေါင်းထိတိုက်ပြည့်စုံမှုရအောင်ကြည့်ရမယ်ဆိုရင်တော့အင်ကွင်းဖြစ်တဲ့ဒါကက်ကလီယာတော့တားရဆိုပေမဲ့ဒီဘက်နှစ်နောက်ပိုင်းရှီဆန်းမတင်မနေနဲ့ဒါနိုင်ရရှိမှုပျောက်ဆုံးနေတာလည်းဖြစ်တယ်ဝင်ဖြစ်တဲ့ဆက်ဆက်ဦးလို့ကလည်းဒီတိုင်းပဲဗျနောက်ဆုံးနှစ်ပွဲမှာရှီဆန်းမတင်မနေနဲ့ရှုံးနေထားတွေ့ရပြီ ဒါမှမဟုတ်ယနေ့ဖောက်ပေးထားတဲ့ body ဈေးမှာဆိုရင်ပေါ့နော်ဒါရှိသူဆိုရင်တေးသေးဖောက်ပေးထားတဲ့ကိုပေါင်းသေးရောနှလုံးသွင်းမှာပြာဆုံးချုံပြီးပေးထားတွေ့ရတယ်ဗျကျွန်တော်ကတော့ဒါနိုင်ဝဲပြန်ချလာမယ်ကက်ကလီယာနဲ့ဆက်ဆူလို့နိုင်သွားရင်တော့မှဒါအပြတ်တက်ကြီးတော့နိုင်မယ်လို့မထင်သလိုဆက်ဆူလို့ကလည်းဒါကက်ကလီယာကိုပြန်သွင်းသွားနိုင်ခဲ့ရင်တော့မှကတ်ပြီးတော့သွင်းနိုင်တယ်လို့ဒီလောက်ပဲထင်မိတယ်ဗျစကြဝဠာရွှေ့ပေးရမယ်ဆိုရင်တော့ကျွန်တော်ကကက်ကလီယာနဲ့ဒါဆက်စုပ်လို့ပွဲစဉ်မှာအိမ်ဝင်ဖြစ်တဲ့ကက်ကလီယာ body လေးကိုပဲကျွန်တော်ရွှေ့ပေးခြင်းပါလေခင်ဗျာနော်နောက်ထပ်တစ်ပွဲဖြစ်တဲ့ပြပီဆန်နဲ့လာစီပွဲစဉ်ကျွန်တော်ရွှေ့ပေးတော့မှာလည်းဖြစ်တယ် ီဇာနဲ့လာဇီယိုပွဲစဉ်မှာတို့အီတလီစီးရီးရဲ့အစဉ်စားရဆိုရင်ဒါပီဇာတော့တန်းဆင်းစုံထဲမှာရောက်နေပြီလာဇီယိုကတော့အစဉ်စားစနစ်နောက်ဆုံးကစားတဲ့ပွဲစဉ်မှာတို့ပီဇာကတော့ရှုံးနေထားတယ်လာဇီယိုကနောက်ဆုံးကစားတဲ့ပွဲစဉ်မှာတို့အနိုင်ရရှိထားရဆိုပေမဲ့ဒီနေ့ပွဲကိုအနိုင်ရရှိမှသာလဲအီတလီစီးရီးရဲ့အစဉ်စားရတဲ့ဘက်ဒါအပြောင်းလဲလေးလဲဒါရှိဆက်သွားမှလည်းဖြစ်တယ်ဗျာဆိုတော့လာဇီယိုကယနေ့ပီဇာကိုဝင်းဝင်းပေါ်မှာလို့နော်ဒါဘော်ရီးဖောက်ပေးတာဈေးမှာဆိုရင်ရှစ်တူဆိုရင်ပြသိုးချုံးတဲ့နေကိုပေါင်းမျိုးမှာနှလုံးမျိုးမှာပြသိုးချုံးတဲ့ဗျအတင်းကြီးတင်းဖြစ်တဲ့ဒီလာဇီယိုကဒီလောက်ထိအကျော်ပေးထားပြီးတော့ဒီနေ့နောက်ပိုင်းမှာရှစ်စန်းနေမေးတင်းခြင်းမင်းနေဖြစ်နေပြီးတော့ တရားကစားသမားတွေတော်တော်များနေပြလာစီဦးမှာအဲ့ကျတော့ရှေ့တူဆိုလို့ရှိရင်ပြောင်းဆုံးရှုံးသေးရနေပြီးတော့ဂုံပေါင်းဒီနှလုံးသွင်းတာပြောင်းဆုံးရှုံးသေးပေးထားတယ်မြဲဒါထိုးသားတွေအကြိုက်ပေးထားရတယ်ဆိုပေမဲ့ကျွန်တော်ရဲ့ကိုခတ်မှန်ရလဲကတော့လာစီကိုကတ်နိုင်သွားရင်လည်းဒါ1 1 1 0အဲဒီလောက်ထိပြီးဆုံးဝင်ဝင်လည်းဖြစ်ကောင်းဖြစ်သွားနိုင်တယ်ပေါ့နော်ဒါပေမဲ့လာစီကိုတော့ကတ်နိုင်သွားမယ်သဘောရတော့တွင်းမြင်မိပါတယ်အဲ့တော့ကျွန်တော်ရဲ့စိတ်ကြောက်ရွေးချယ်ပေးရမယ်ဆိုရင်တော့ဝုကွင်းဖြစ်တဲ့လာစီကို body လေးပဲပေါ့နော်ဒါအရေးစွန့်ပြီးတော့ပဲလိုက်ပြီးတော့ဆော့ကစားသိကြပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါကျွန်တော်ရွေးချယ်ပေးတာ Elite City ရဲ့ပေါ့နော်ဒါက ကက်ကလီယာနဲ့ဆက်ဆက်ဦးလို့ဝယ်စင်ပါတယ်အင်ဝင်ဖြစ်တဲ့ကက်ကလီယာဘော်ဒီရွေးချယ်ပေးထားပြီးတော့ပီဇာနဲ့လာစီကိုဝယ်စင်ပါတယ်အင်ဝင်ဖြစ်တဲ့လာစီဘော်ဒီလေးပဲကျွန်တော်ရွေးချယ်ပေးထားတာဖြစ်ပါတယ်ဒီနှစ်ပွဲသလုံးကတော့ညီကိုတို့ဒါကျွန်တော်ဗီဒီယိုကြည့်ရှုနေလဲညီကိုတို့အားလုံးပဲเนาะဒါကြိုက်ရှင်တို့မှလိုက်ပြီးဆော့ကစားကြပါမှကြိုက်တဲ့ညီကိုတွေကကြိုက်တဲ့ဘက်ကနေလိုက်ပြီးတော့ဆော့ကစားပိုင်မှာရှိပါတယ်ဆိုတော့နှစ်ပွဲလည်းဖြစ်တဲ့ကြောင့်မောင်းဘော်ဒီအတွက်ဆော့ကစားကြပါခင်ဗျာเนาะအားလုံးပဲကံကောင်းကြပါစေကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ